အဲ့ဒါကသူကတိတ်ဘွားမှာဟိုဖနှက်နဲ့ဖျားပေါ်တက်ခဲ့လို့ပါအဲ့ဒီဖျားပေါ်မှာလည်းသူကရင်မြင်ကိုတက်ခဲ့တာမဟုတ်ဘူးအဲ့ဒီဖျားပန်းပန်းနေတဲ့နေရာကိုတက်ခဲ့တာဖြစ်တယ်အဲ့ဒီဖျားပန်းနေတဲ့နေရာဖျားပန်းအိုးနေတဲ့နေရာကိုတက်ခဲ့တဲ့အတွက်ကြောင့်သူကသူ့သားရဲ့ရရသက်သက်အရှင်လက်လက်ဓာခွဲခြင်းကိုခံရပါတယ်ရင်မြင်ကိုတက်ရုံနဲ့မဖြစ်ပါဘူးတိုးတော့ ယဉ်ကျေးမှုအရာတော့ယဉ်မြင်တော့လည်းမတက်တင်ပါဘူး။ငရဲမကြည့်ဘူးသူပြီးတော့ငရဲယဉ်မြင်တော့ကိုမတက်တင်ပါဘူး။ဒီတကမကလည်းဖျားပေါ်ကိုဖျားပန်းတင်ခွန်းတော့မဟုတ်နော်။ဖျားတီရီဘရမတ်ကဖနန်းနဲ့တိတက်ရဲတယ်။ဒါကတခုပေါ့။ပြီးတော့အမျိုးသမီးဖြစ်ရတဲ့အတိုင်းဖျားပေါ်ကိုတက်တယ်။သူ့မှာအပြုတ်ကနှမှုဖြစ်နေပြီ။ မျိုးသမီးဖြစ်တာကဘုရားဘော်တက်တာကဘာမှမဖြစ်ပါဘူး။သို့တော့ယဉ်ကျေးမှုအရာတော့အမျိုးသမီးတွေကိုတားမြစ်ထားတယ်ပေါ့။ဒါဗုဒ္ဓရဲ့အယူအဆမှာအမျိုးသမီးဖြစ်လို့ဘုရားဘော်ကိုမတက်ရဘူးလို့ဘုရားနာကိုမကက်ရဘူးလို့ဒါတွေမရှိပါဘူး။သို့တော့ဥဒ္ဓနုမြမယဉ်ကျေးမှုအရာတော့ဒေဒီဘော်ကိုအမျိုးသမီးတွေတရှင်းကိုတားမြစ်ထားပါတယ်။သူကအဲ့ဒီတားမြစ်ချက်ကိုလည်းသူကချိုးပေါက်တယ်ပြီးတော့ဖနှံ့နဲ့တက်တယ်။ယဉ်ကျေးမှုကို ဖောက်ပြီးတော့တတ်တာကကိစ္စမရှိဘူးကိစ္စရှိတာကဘာကိစ္စရှိတယ်လဲဆိုလို့ချင်းဖက်နှက်စီးပြီးတော့တတ်တာကသူ့အတွက်ကိစ္စရှိတယ်အခုခေတ်အမျိုးသမီးတွေကတိတ်ပြီးတော့အချက်ကိုမရှိကြတော့ပါဘူးလိုက်ရဖို့ဖြူးများဖို့အမျိုးသမီးတွေမဖော်သင့်တဲ့နေရာတွေဖော်မလုပ်သင့်တဲ့နေရာတွေရှောက်တော့သူတို့မှာဟိဗျအတပတ်ကြရမရှိကြတော့ဘူးအခုခေတ်အမျိုးသမီးတော်များများပါလေ ောက်လိုက်မယ်ဆိုရင်နဂါးဖောက်မျိုးမျိုးရှိတယ်ဗျာနဂါးတွေအများစုတရုတ်ကယုံကြည်ကြတယ်အခုလက်ရှိသတင်းထွက်လာတာတရုတ်မှာနဂါးရှာပွေတွေ့ရှိတာတယ်လို့ပြောတယ်အဲ့ဒီသတင်းကမှန်ဟောမှန်လားလို့ပြောတယ်ဆိုရင်ဗျာတရုတ်နိုင်ငံရစာဂျာတွေပဲတရုတ်နိုင်ငံသုတေသနပညာရှင်တွေပဲသွားပြီးလေ့လာရတာမဟုတ်အဲ့သုတေသနပညာရှင်တွေမှာစကော့တလန်သုတေသနပညာရှင်တွေပါတယ်အမေရိကသုတေသနပညာရှင်တွေပါပြီးတော့သူတို့တွေဖွဲ့စည်းပြီးသွားလေ့လာတဲ့အပေါ်မှာဂူဒူတွေမှာဒီရောက်တွေ့ရပါတယ် ဲ့ငကားတွေးရှိထားတဲ့ပုံစံဘယ်လိုလဲလို့မေးရဆိုရင်ဗျာဒီငကားကတော့ကြောက်ဖြစ်ရုံချင်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာရှာဖွေတွေးရှိထားတဲ့ငကားလို့ပြောလို့ရတယ်ဗျာဆိုတမ်းမဲ့အခုခေတ်ပေါ်ပညာရက်မှာလေမီတိုလော်ဂျီဆိုတဲ့ပုံမြင်နဲ့တဏှာကြီးတွေကိုလေ့လာတဲ့ပညာရက်ဆိုတာရှိပါတယ်အဲ့ဒီပုံမြင်နဲ့တဏှာကြီးတွေကအလုံးစုံပြည့်ပြည့်လို့မရပါဘူးအခုကနောက်ပိုင်းမှာပေါ်ပေါက်လာတဲ့တမိုင်းတွေကတမိုင်းပြည့်တွေကအဲ့ဒီပုံမြင်နဲ့တဏှာကြီးတွေကို လိလပြီးတော့မှအစာနာကိုဆွဲထုတ်ပြီးတော့မှရှာဖွေတဲ့ရတဲ့အရာတွေဖြစ်တယ်။နော်။ဥဒိနဗုဒ္ဓဆပိမာငကားကိုအလိုင်းငါးသိမ့်မှာပါပါတယ်။အတူရာနဲ့ဟိုတရားမင်းနဲ့သိဖြစ်တဲ့အခါမှာအတူရာတွေကအဲ့ဒီတရားနတ်ပြည်ကိုတွားပြီးသိခင်းတဲ့အခါမှာကာကွယ်တဲ့အနေနဲ့ငကားကလုံးကုန်းပန်းယခမမင်းကြီးလေးပါဆိုပြီးတော့အဲ့ဒီအလိုင်းငါးသိမ့်နဲ့ကာကွယ်ထားပါ။ အဲ့ဒီမှာနဂါပါပါတယ်။နော်နဂါဆိုတာကကျတော့သရုမဟာပြေနာအုပ်စုတွေမှာပါတယ်။နမနီလေးပါရဲ့အောက်မှာပါတဲ့နာနဂါတွေရောရှိပါတယ်။ရိုးရိုးနဂါတွေရောရှိပါတယ်။တို့ဆိုနဂါဆိုတာကရမွေမျိုးပါပဲ။နော်မွေမျိုးနယ်ပါပဲ။ဥပမာချင်သေးလို့ကြားလို့တက်တက်လို့ကိုကြောင်မျိုးနယ်လို့ခေါ်တယ်လို့အဲ့ဒီလူနဂါနနဂါတရိသနဂါဒီကြောင်ဖန်ဆင်းရတဲ့နဂါဒါတွေကိုဟိုမွေမျိုးတွေမှာထဲမှာဖြစ်ပါတယ် ဒီကကသူ့ရဲ့မျိုးနွယ်ကမွေးပါပဲတပိမာငကားခုနှစ်မျိုးရှိတယ်လို့ပြောတယ်ပြီးတော့1124မျိုးရှိတယ်လို့လည်းပြောပါတယ်ဒါကတော့ကျယ်ပြန့်လို့ဦးသိန်းမပြောတော့ပါဘူးငကားကတကယ်ရှိပါနော်ပြီးတော့မြတ်စွာဘုရားအဲ့လိုနာကငကားဆိုတဲ့သက္ကလုံကဘယ်ကလာလာလဲဆိုရင်နာကားဆိုတဲ့သက္ကလုံကနေလာလာဖြစ်တယ်မြတ်စွာဘုရားကအဲ့ဒီနာကားဆိုတဲ့လူကိုငကားကိုဘယ်လိုတတ်မှတ်တယ်လဲဆိုလို့ရှိရင်အကောင်အရန်ကြီးမားတဲ့ သင်တွေမြင်းတွေနွားတွေတစ်ပင်တွေလူတွေမွေးတွေကိုလည်းမြတ်စွာဘုရားကဟောပါတယ်နာဂဆိုပြီးဟောပါတယ်အဲ့ဒါဥဒ္ဒရအင်္ဂုတ္တရနိကေနာဂတုတ်မှာပါပါတယ်နော်ပြီးတော့မြတ်စွာဘုရားရဲ့အပေါ်ကျတဲ့နာဂဆိုတာဘာလဲဆိုရင်ကိုဖြင့်ကာယကံဝတိကံမနောကံဖြင့်မကောင်းမှုတွေကိုမလုပ်ရင်နာဂလို့ခေါ်ပါတယ်ဒါမြတ်စွာဘုရားရဲ့အလိုပေါ့လေ ်တကမတယောက်ပေါ်သူ့ရဲ့တပင်ကိုဖြန့်ကင်းပြီးတော့ရန်တန်ဃာတွေကိုနင်းခိုင်းတာကိုတွေ့ရပါတယ်အဲ့ဒါကလုတ်တင်လားမလုတ်တင်လားတကယ်တော့အဲ့ဒီလိုမလုတ်တင်ပါဘူးလုတ်ချင်တဲ့သူတို့ချင်းကိုကိုတန်ကအဲ့ဒီတပင်ကိုဖြတ်ပြီးရောင်းပြီးတော့ရန်တွေတွေရန်တွေကိုလှူဒန်းတာအဆက်တက်ပြည်သူတို့ကိုတူဒန်းတာပို့ပြီးတော့ကောင်းပါတယ်ကုသိုလ်ရရပါတယ်ကိုကျွန်တော်ရန်တော်တွေမှာသာသနာမှာဒုတိယအဖြစ်အကြီးဆုံးဖြစ်တဲ့ တန်ခါတည်းတည်းအဘတ်ဆိုတာရှိပါတယ်အဲ့ဒီတန်ခါတည်းတည်းအဘတ်ခေါင်းစဉ်မှာသတုံးမှရှိတယ်အဲ့ဒီမှာကာယတန်တကပေါ့ကာယတန်တကဒိခပုတ်သူလို့ရှိရင်ရန်တော်တွေကအမျိုးသမီးတွေကိုတုတ်တက်လို့မရဘူးခန္ဓာကိုယ်ကိုင်လို့မရဘူးအဲ့ဒီသပင်တွေသရုံးတွေကိုကိုင်လို့မရဘူးဟိုရန်တော်တွေကဟိုတမင်ကိုနင်းလာကြတော့ဘယ်လိုထုတ်ပြမလဲဆိုလို့ရှိရင်သူကလက်နဲ့ကင်တာမဟုတ်ဘူး သူကကိုပြင်းစက်တဲ့ဝဆင်းလို့ကိုင်းလာသူတော့တကယ်တော့အဲ့ဒီယဟန်ကတာယာမယ်ဆိုလို့ရှိရင်ထုံနှင်းအာဘတ်နဲ့မှာဒါကြောင့်အမျိုးသမီးတွေအနေနဲ့တပင်ကိုမနှင်းခိုင်းသင့်ပါဘူးနော်မနှင်းခိုင်းသင့်ပါဘူးဒါကတူရတော့ကုသရာသီရှင်ရဲ့သိတ်နဲ့လောက်တာဖြစ်ပါတယ်သူကသိုးရတဲ့သိတ်နဲ့လောက်တာမဟုတ်ပါဘူးအဲ့ဒါကဘာကိုပြောရလဲဆိုလို့ရှိရင် ်တရားအကောင်းပြီးတော့ပညာအားနည်းတယ်ဆိုတော့အိဗေကိုပြောတာဖြစ်ပါတယ်။ရန်တော်တွေကလည်းပုထုဇဉ်ဆိုတဲ့အခါကျတော့သူတို့ကပြဖုံးနေတဲ့မိခဲပုံစံဖြစ်နေတယ်။အဲ့ဒီပြကိုမှုလိုက်လို့ရှိရင်မိခဲအပေါ်မှာပဲ။ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ကရန်တော်တွေနဲ့ပတ်သက်လို့ရှိရင်ဆင်ရှင်မိနေတင်ပါလေ။ရေလာမြောင်းပွေးတွေမလုပ်တင်ပါဘူး။ပြီးတော့တရားအားနည်းပြီးတော့ပညာ အားကောင်းရင်လည်းမကောင်းပါဘူးတရားတရားနဲ့ပညာနဲ့ကမျှတာမှာပဲယုံကြည်မှုသူတို့တရားတရားနဲ့အမှန်မှန်ကိုဝေဖန်ပိုင်းခြားတဲ့ပညာက မျှတာနေဖို့လိုပါတယ်